အစ္စရေးနဲ့အီရန်တို့လက်နက်ကင်ပဋိပက္ခတွေပိုပြီးလက်နက်နဲ့နဲ့ဆင်းနေချိန်မှာသမရထရန်ကအီရန်ကိုအစ္စရေးနဲ့ပူးပေါင်းတိုက်ခိုက်မလားဆိုတာကိုလာမယ့်နှစ်ပတ်တွင်ဆုံးဖြတ်မယ်လို့ပြောပါတယ်။သမရဟာအီရန်ရဲ့အဓိကနျူကလ িয়ার ဆက်ရုံဖြစ်တဲ့ဖော်ဒိုကိုတိုက်ခိုက်ဖို့စိတ်ဝင်စားလာပုံရပါတယ်။ဒီဆက်ရုံကတောင်အောက်ပေ300အနက်မှာရှိပါတယ်။အီရန်ဘက်ကတော့အမေရိကန်တွေနဲ့ဒီပဋိပက္ခတွေပါဝင်လာရင်ဒေသတစ်ခုလုံးအတွက်ငရဲကန့်လို့ဖြစ်သွားလိမ့်မယ်လို့သတိပေးထားပါတယ်။ ဒါဆိုအမေရိကန်တိုက်ခိုက်တော်မှာလားဒါကကောင်းတဲ့သတင်းမဟုတ်သလိုဒါဟာချင်းချောက်ပြောဆိုရုံတသက်ဖြစ်ဖို့မျှော်လင့်ပါတယ် Fox News ကတော့ Trump ဟာအီရန်ကိုနျူကလ িয়ার လက်နက်မရရှိစေဖို့အတွက်ဤပြူဟာမြောင်းနျူကလ িয়ার ပုံတလုံးချပစ်ဖို့စဉ်းစားနေတယ်လို့ဖော်ပြနေပါတယ် Fox News သတင်းတော်တူရဲ့ပြောဆိုချက်အရ The Guardian သတင်းစာက American စစ်တပ်အနေနဲ့မြေအောက်ဘုံဖောက်ခွဲရေးဘုံဘုံမဘူစတာဘုံတွေနဲ့ဖော်ဒိုးစက်ရုံကိုဖျက်ဆီးနိုင်မလားဆိုတာတန်တရားရှိနေပြီး နီးဗျူဟာမြောက်နျူကလ িয়ার ပုံတလုံးသာလှုပ်ဖြစ်နိုင်တယ်လို့ဖော်ပြခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်မဲ့တမရထရန့်ဟာနီးဗျူဟာမြောက်နျူကလ িয়ার ပုံကိုစဉ်းစားခြင်းမရှိကြောင်းနဲ့ဒါဟာသူတို့တင်ပြထားတဲ့ရွေးချယ်စရာတွေထဲမှာမပါဝင်ဘူးလို့လည်း Guardian ကပြောခဲ့ပါတယ်။ဒါ့ပြင်မဲ့အကြီးအကဲအရာရှိတူက Fox News ကိုအဲ့ဒီအစီရင်ခံစာတွေကဘယ်အချက်မှမှန်ကန်ခြင်းမရှိဘူးလို့ပြောပါတယ်။ဘယ်ရွေးချယ်စရာမှာပယ်ချထားခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။ အမေရိကန်စစ်တပ်ဟာမြေအောက်ဘုံးဖောက်ခွဲရေးဘုံးတွေနဲ့ဖော်ဒိုးမှာအလုပ်ပြီးမြောက်နိုင်မယ်လို့အပြည့်အဝယုံကြည်မှုရှိနေတယ်လို့လည်းအရာရှိကပြောပါဗျ။ Trump အစိုးရအဖွဲ့တွေကအမည်မဖော်လိုသူအရာရှိတဦးကအဲ့ဒီအစီရင်ခံစာတွေကဘယ်အချက်မှမှန်တာမဟုတ်ဘူးလို့ပြောတဲ့အခါသူတို့တကယ်ပြောချင်တာကအမေရိကန်စစ်တပ်ဟာအီရန်ရဲ့ဖော်ဒိုးစက်ရုံကိုမြေအောက်ဘုံးဖောက်ခွဲရေးဘုံးနဲ့ဖျက်ဆီးရမှာအောင်မြင်မယ်လို့တန်တရားရှိနေတယ်ဆိုတဲ့အချက်ကိုညှိညွှန်းတာဖြစ်နိုင်ပါတယ်။ဒီစက်ရုံကမြေအောက် ပေ330လောက်လို့လည်းခန့်မှန်းရပါတယ်။ကျွန်တော်တို့ကတော့မသိပေမဲ့ဒါဟာခန့်မှန်းကြီးပါ။မြေအောင်ပုံးဖောက်ခွဲရေးပုံးတွေကတော့မြေအောင်ပေ200လောက်ပဲထိုးဖောက်နိုင်ပါတယ်။ဒါဆိုရင်စက်ယုံရှိတဲ့အနက်ထိမရောက်နိုင်ဘူးပေါ့။ဒါပေမဲ့ဒါကတော့လူသိရှင်ကြားထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေပြုတ်ဝတ်မထားတဲ့ကိန်းဂဏန်းတွေပဲဖြစ်ပါတယ်။ Trump ကမကြသေးခင်ကပင်ကုံအရာရှိနှစ်ဦးကိုဗီဒူးလေရင်တွေကနေချပစ်တဲ့ကျွန်တော်တို့ရဲ့မြေအောင်ပုံးဖောက်ခွဲရေးပုံးတွေက ဒီဆက်ယုံကိုဖျက်ဆီးနိုင်မလားလို့မေးခဲ့ပါတယ်။သူတို့နှစ်ဦးသလုံးကတော့သမရထရန့်ကိုအီရန်ရဲ့မြေအောက်ပေ300နက်တဲ့ဆက်ယုံကိုဖျက်ဆီးနိုင်တယ်၊ရောက်ရှိနိုင်တယ်ဆိုတာတရားရဂိုင်တို့မှန်ကန်ကြောင်းပြောကြားခဲ့ကြပါတယ်။တကယ်တော့ Axios ရဲ့အစီရင်ခံစာအရပေဒဂွန်ရာရှိတဦးကသူတို့ဟာဒါကို2024ခုနှစ်တနှစ်အကြာကမှစမ်းသပ်ခဲ့တာဖြစ်ပြီးတရားရဂိုင်တို့ရောက်ရှိနိုင်တယ်ဆိုတာသိတယ်လို့တောင်ပြောခဲ့ပါတယ်။ကျွမ်းကျင်သူများပြားကဒါကိုဘယ်လိုလုပ်မလဲဆိုတာမှန်းဆခဲ့ကြပါတယ်။ ဆိုလိုတာကမြေရောက်ဘုံဖောက်ခွဲရေးဘုံတလုံးကိုချပြီးတွင်းပေါက်တစ်ခုဖန်တီးမယ်။ပြီးရင်နောက်တလုံးကိုအဲ့ဒီပေါက်ကနေထက်ချပြီးစက်ယုံကိုရောက်ရှိအောင်လုပ်မယ်ဆိုတဲ့အစီအစဉ်ပါပဲ။ဒါဟာတော်တော်လေးကောင်းမွန်တဲ့အစီအစဉ်တစ်ခုလိုပါပဲ။ဒါကြောင့်မနေ့ကထွက်လာတဲ့ Guardian ရဲ့အစီရင်ခံလာက Trump ဟာ GPU 57ဘုံနေနဲ့စက်ယုံကိုဖျက်ဆီးမဲ့အစီအစဉ်ကိုတန်တရားရှိနေတယ်လို့ပြောကြင်တာဖြစ်ပါတယ်။သူကဒါကိုအောင်မြင်နိုင်မလားလို့စဉ်းစားနေတာဖြစ်နိုင်တာကြောင့်ပွဲပြားတဲ့ရွေးချယ်စရာတွေကိုစဉ်းစားနေကြတာပါ။ ဒါပေမဲ့ဆောင်းမားမှာတော့နီးပြူဟာမြောင်နျူကလ িয়ার လက်နက်ကိုစဉ်းစားခြင်းမရှိဘူးလို့အတိအကျပြောထားပါတယ်။အဓိကချက်ကတော့ Trump ဟာ GPU 57တွေကိုတန်တရားရှိနေတာပါပဲ။ဒီအပိုင်းနဲ့ပတ်သက်ပြီး Trump အစိုးရအဖွဲ့ရာရှိကဆောင်းမားတွေကအချက်လက်အားလုံးမှားယွင်းတယ်လို့ပြောတဲ့အခါ GPU 57ကအလုပ်ပြီးမြောက်နိုင်တယ်ဆိုတဲ့အချက်ကိုညှိနှွမ်းတာဖြစ်ပါတယ်။ဒီဆောင်းမားကအခြေခံအဖြစ်ခန့်မှန်းနေတာပါ။ လူတွေကတော့ဒါကို Trump ကနီးပြူဟာမြောက်နျူကလ িয়ার လက်နက်ဖြစ်ကြောင်းပြောနေတာကိုနားလည်သွားကြတာဖြစ်နိုင်ပါတယ်။ကျွန်တော်ကတော့ဒါဟာ69.63ညရာခိုင်နှုန်းမဖြစ်နိုင်ဘူးလို့ယုံကြည်ပါတယ်။ဘယ်သူမှနျူကလ িয়ার လက်နက်တွေကိုမကြခင်အသုံးပြုမယ်လို့မထင်ပါဘူး။ဒါပေမဲ့လည်းလွန်ခဲ့တဲ့ရက်အနည်းငယ်ကမှအီရန်ကသူတို့ရဲ့တရားဝင်ဆိုရှယ်မီဒီယာမှာဒီဗီဒီယိုကိုထုတ်ပြန်ပြီး Israel ပေါ်နျူကလ িয়ার ဘုံကျဲချမယ်လို့ချိန်ချောက်ခဲ့တာပါ။အီရန်မီဒီယာတွေနဲ့အီရန်ခေါင်းဆောင်တွေက ဒီနေ့ဟာကဘာကြီးကိုတုံ့လှုပ်စေလိမ့်မယ်။ဒီနေ့အီရန်ရဲ့တိုက်ခိုက်မှုဟာဒီစစ်ပွဲရဲ့အခြေအနေတစ်ခုလုံးကိုပြောင်းလဲပစ်လိမ့်မယ်ဆိုပြီးလှုံ့ဆော်မှုတွေအများကြီးလှုပ်ခဲကြတာကြောင့်လူတွေကအီရန်ဟာနျူကလ িয়ার ပုံသုံးမှုပြောနေတာလို့ထင်ကြေးပေးခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတိုက်ခိုက်မှုဖြစ်လာတော့သိပ်ပြီးထူးဆန်းတာမျိုးမရှိခဲ့ပါဘူး။ပယ်ထိန်တုံးကြီးဆယ်စည်းတာဖြစ်ပြီးအများစုကို အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်ကကြားဖြတ်ဖြတ်စီနိုင်ခဲ့ပါတယ်။ဒါကြောင့်နျူကလ িয়ার ပုံတွေတကယ်ရောက်မလာခဲ့ပါဘူး။ ဒါဟာခက်ကြီးကြီးစကားပြောတာချင်းချောက်တာလောက်ပဲဖြစ်နိုင်ပါတယ်။ Trump လည်းဒီလိုပဲလုပ်နေတာဖြစ်နိုင်ပါတယ်။စစ်ဘက်ပစ္စည်းတွေကိုအရှေ့အလယ်ပိုင်းကိုအများကြီးရွှေ့ပြောင်းပြီးအီရန်အနေနဲ့စစ်ဆက်ဆွေးနွေးပွဲစပွဲကိုလာပြီးနျူကလ িয়ার သဘောတူညီချက်ရဖို့မျှော်လင့်တာဖြစ်နိုင်ပါတယ်။ဒါဆိုရင်အမေရိကန်အနေနဲ့ဒီစစ်ပွဲတွေပါဝင်စရာမလိုတော့ဘူးပေါ့။ဒီကိစ္စရဲ့နောက်တစ်ဖက်မှာတော့ Israel အတွက်အံ့အားသင့်စရာကောင်းလောက်အောင်ဆိုးရွားတဲ့သတင်းတွေရှိပါတယ်။ပြီးခဲ့တဲ့24နှစ်ကြီး တကယ်ဆို36နှစ်အတွင်းအစ္စရေးလေကြောင်းကာဝေးရေးစနစ်တွေအတွက်အခြေအနေကအလွန်ဆိုးရွားခဲ့ပါတယ်။ Rising Lion စစ်စင်ရေးစတင်ပြီးအီရန်ကပြန်လည်လက်တုံပြန်တိုက်ခိုက်ချိန်မှာအစ္စရေးလေကြောင်းကာဝေးရေးစနစ်တွေကအီရန်ကပြစ်ခတ်တဲ့ဒုံးကျည်60ရာခိုင်နှုန်းလောက်ကိုရပ်တန့်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုဒီနံပါတ်က60ရာခိုင်နှုန်းဒါမှမဟုတ်တိုက်ခိုက်မှုလိုင်းပေါ်မူတည်ပြီး90ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ Israeli ကြောင်ကာဝေးရေးစနစ်တွေဟာအလွန်ဝင်ပြီးပြီးအားလျော့လာနေပါတယ် ဒါဟာအစ္စရေးအစိုးရနဲ့အစ္စရေးနိုင်ငံသားတွေအတွက်လုံးဝကိုကောင်းတဲ့သတင်းမဟုတ်ပါဘူး။တောင်ပိုင်းအစ္စရေးရဲ့နာဂတ်သဲကန္တရမှာရှိတဲ့နျူကလ িয়ার ဆက်ရုံကိုလည်းပယ်ထိန်ထုတ်ညီနဲ့တိုက်ခိုက်ဖို့ကြိုးစားနေတယ်လို့ပြောဆိုခဲ့ပါတယ်။အစ္စရေးရဲ့နျူကလ িয়ার စီစဉ်တဲ့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတာဟာလူသိရှင်ကြားလှုပ်ဝက်ချက်တစ်ခုပါ။အစ္စရေးကတရားဝင်အတည်ပြုခဲ့တာမျိုးမရှိပေမဲ့သူတို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတယ်ဆိုတာလူတိုင်းသိပါတယ်။မနေ့မနေ့ကပဲအစ္စရေးက အီရန်ရဲ့အာရက်မှာရှိတဲ့နျူကလ িয়ার ဆက်ရုံကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါဟာအီရန်ဘက်ကအစ္စရေးနျူကလ িয়ার ဆက်ရုံကိုပြန်လည်ပိတ်မှတ်ထားခြင်းအဖြစ်လက်တုံ့ပြန်တာဟာယုတ်တိရှိပါတယ်။အီရန်ကတောင်ပိုင်းအစ္စရေးရဲ့နာဂပ်သဲကန်နာရီထဲမှာဒိုက်ရိုက်ထိမှန်မှုရှိခဲ့တယ်ဆိုတာအတိပြုချက်လည်းရထားပါတယ်။ဒါဟာသေချာပေါက်ဆိုးရွားတဲ့တင်မှာပဲ။ဒီစစ်စင်ရေးစတင်ချိန်နဲ့အီရန်ကပယ်ထိန်တုံးကြီးအများပြားပြစ်လွတ်ခဲ့ချိန်တုန်းက အီရန်ရဲ့နီးပြူဟာက အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်တွေကိုဝင်ပိစေဖို့ဖြစ်ပါတယ်။သူတို့ဟာပယ်ထိန်နှုန်းကြီး90ကနေ100လောက်ပြစ်လွတ်ပြီးတလုံးနှလုံးလောက်တော့လေကြောင်းကာကွယ်ရေးစနစ်ကမတားဆီးနိုင်ပဲထိုးဖောက်ဝင်ရောက်သွားနိုင်မယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါဟာသူတို့မှာကြားဖြတ်တုံးကြီး Intercraptor အရေအတွက်အကန့်အသတ်ရှိလို့ပါ။ဒါပေမဲ့အခုတော့ဒီညီမြချင်းက ပြောင်းပြန်ဖြစ်နေပါပြီ။ဒါဟာအစ္စရေးမှာကြားဖြတ်တုံးကြီးတွေကုန်ခန်းနေပြီးဒါမှမဟုတ်အီရန်တုံးကြီးတွေက ဒီစစ်စင်ရေးစတင်ချိန်ကသူတို့အသုံးပြုခဲ့တဲ့ဒုံးကျည်အထက်ပိုပြီးခင့်မီလာနေပြီဆိုတာကိုဖော်ပြနေပါတယ်။စစ်စင်ရေးရဲ့ပထမလှိုင်း24နာရီအကြာမှာအစ္စရေးကသူတို့ရဲ့စစ်စင်ရေးကိုစတင်ခဲ့ပြီးအီရန်ကပြစ်ခတ်တဲ့ဒုံးကျည်65ရာခိုင်နှုန်းနီးပါးကိုရပ်တန့်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုအီရန်ကဒုံးကျည်နှလုံးပဲပြစ်ခဲ့ပြီးတလုံးကတိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ပြီးတော့ဒီမနက်မှာအီရန်ကဒုံးကျည်25လုံးပဲပြစ်ခဲ့ပြီး9လုံးကတိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ ဒါတွေကလုံးဝကိုကောင်းတဲ့ကိန်းဂဏန်းတွေမဟုတ်ပါဘူးလူတိုင်းဘာတွေဖြစ်နေလဲဆိုတာကိုရှာဖွေဖို့စူးစမ်းနေကြပါတယ်အချို့ကအီရန်ဟာ hypersonic ဒုံးကြီးတွေအသုံးပြုနေတာဖြစ်နိုင်တယ်လို့မှန်းဆနေကြပါတယ်ဒီဒုံးကြီးတွေကပယ်ထိန်ဒုံးကြီးတွေထက်နည်းနည်းပိုကောင်းပြီးပိုမြန်မြန်သွားနိုင်တာကြောင့် Israeli တောင်ကာဝေးရေးစနစ်တွေကိုထိုးဖောက်ဝင်ရောက်နိုင်ပါတယ်တကယ်လို့ Israeli ဂျိုတူတွေကအီရန်ကဒုံးကြီးပြစ်လွတ်တာကိုစတင်ထောက်လှမ်းတဲ့အချိန်ကနေ အီရန်ဒုံးကျည်တွေအစ္စရေးကိုရောက်ရှိတဲ့ချိန်ထိခြေရာခံကြည့်မယ်ဆိုရင်အီရန်ဟာဒီစစ်စင်ရေးစတင်ချိန်ကအုံပြုခဲ့တဲ့ဒုံးကျည်တွေထက် အများကြီးပုံမြင်တဲ့ဒုံးကျည်တွေကိုအုံပြုနေတာကိုတွေ့ရပါတယ်။အစပိုင်းမှာအီရန်ဒုံးကျည်တွေဟာအီရန်ကနေအစ္စရေးကိုရောက်ဖို့7မိနစ်ကနေ17မိနစ်လောက်သာကြာခဲ့ပေမဲ့အခုတော့6မိနစ်ကနေ9မိနစ်ပဲကြာပါတော့တယ်။ဒါဟာခရီးသွားချိန်တိတိတသားညော့နေသွားတာဖြစ်ပြီးအီရန်ဟာပုံမြန်ဆန်ပြီးပုံမိုခစ်မိတဲ့လက်နက်တွေကိုအုံပြုနေတယ်ဆိုတာသိကြပေါက်ဆိုလိုပါတယ်။ ဒီနေ့ တောင်ပိုင်းအစ္စရေးမှာထိမှန်ခဲ့တာကဆိုးရွားတဲ့တိုက်ခိုက်မှုတစ်ခုပါ NBC ကအီရန်ဒုံးကြီးတွေနဲ့အစ္စရေးလေကြောင်းကာဝေးစစ်တွေနေနဲ့ပတ်သက်ပြီးဒီလိုအသေးစိတ်အချက်အလက်တွေကိုထုတ်ပြန်ခဲ့ပါတယ်ပြီးခဲ့တဲ့24နှစ်ရဲ့အတွင်းအီရန်ကပြစ်လွှတ်တဲ့ဒုံးကြီး65ရာခိုင်နှုန်းသာအစ္စရေးလေကြောင်းကာဝေးစစ်နစ်ကကြားဖြတ်ဖြတ်စီးနိုင်ခဲ့ပြီးအရင်နေ့က60ရာခိုင်နှုန်းနီးပါးကနေကျဆင်းသွားတာဖြစ်ပါတယ်အီရန်မှာတော့အလွန်ခက်မိတဲ့ဒုံးကြီးတွေရှိနေသေးပြီး သူတို့အဲ့အရာတွေကိုအသုံးပြနေကြပါတယ်။ပြီးခဲ့တဲ့ရက်ကအီရန်ရဲ့ပုံမမြန်ဆန်တဲ့ဒုံးကျည်တွေကပြစ်မှတ်ကိုမရောက်ရှိမီအစ္စရေးကိုပြင်ဆင်ဖို့အချိန်နည်းနည်းပဲပေးခဲ့ပါတယ်။မနေ့ကအထိ7မိနစ်17မိနစ်လောက်ကြိုတင်တတိပေးချက်တွေရခဲ့ပေမဲ့အခုတော့6မိနစ်9မိနစ်လောက်ပဲရရှိတော့တယ်လို့သိရပါတယ်။ဒီမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးနောက်ထပ်အသေးစိတ်အချက်အလက်တွေကိုဖော်ပြပေးပါမယ်။အီရန်ရဲ့နျူကလ িয়ার တပ်ပေါင်းမှုကို အီရန်မှာရှိတဲ့အာရက်မှာတိုက်ခိုက်ခဲ့တာကိုအစ္စရေးကထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်အချက်ကတော့အီရန်ရဲ့စီးပွားရေးဟာအလွန်ကိုလှင်မြန်စွာဆိုးရွားနေတာကိုတွေ့ရပါတယ်။လူတွေတက်စီတိုင်းနေရှိမှတန်းစီနေကြတာ၊ဘန်တွေရှိမှတန်းစီနေကြတာတွေ့ရပါတယ်။အခုဆိုရင်လူတွေကားတွေကိုတက်စီဘလောက်ထည့်လို့ရတယ်ဆိုတဲ့ကန့်သတ်ချက်တွေရှိလာပါတယ်။လူတွေဟာတက်စီဆိုင်ရှိမှတစ်ခါတလေနာယီ20ကနေ30အထိတန်းစီပြီး လူတိုင်းအတွက်သတ်မှတ်ထားတဲ့20လီတာဓာတ်ဆီကိုရဖို့စောင့်နေကြရပါတယ်။ဂျေနန်ထုတ်လွှတ်တဲ့နိုင်ငံတစ်ခုကဂျေနန်ပြဿနာတွေရင်ဆိုင်နေရပါတယ်။ဒီမှာအီရန်ဘန်တစ်ခုကသူတို့ကိုပိုင်ငွေတွေကိုထုတ်ယူခွင့်တောင်းဆိုထားတာကိုပယ်ချလိုက်တဲ့ပုံရိပ်တစ်ခုကိုလည်းမြင်တွေ့ရပါတယ်။အီရန်နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက်ဘာလို့ဒီလောက်အကောင်းမြင်နေရတာလဲ။တမရာထရန်ကစစ်ဘက်ပစ္စည်းတွေကိုအီရန်ကိုဖိအားပေးဖို့တုံးနေတယ်လို့ဘာလို့ထင်နေရတာလဲဆိုတော့ ဗြိတိန်နိုင်ငံသားရေးဝန်ကြီးဒေးဗစ်လမ်ဘီကဒီနေ့အင်ဘီရိုကိုလာရောက်ခဲ့ပြီးသူ့ရဲ့ထုတ်ပြန်ချက်ကတန်တမန်ရေးရာကိုအခွင့်အရေးပေးနေတယ်ဆိုတာထင်ရှားတာကြောင့်ပါပဲအမေရိကန်အနေနဲ့ဒီစစ်ပွဲတွေပါဝင်စရာမလိုတော့ဘူးဆိုတဲ့မျှော်လင့်ချက်ရှိနေပါတယ်သူကအရှိလေပိုင်းချင်းတွေကရည်စရာကောင်းလာအောင် ဖြစ်နေသေးပါပဲအီရန်ဟာနျူကလ িয়ার လက်နက်ဘယ်တော့မှမပိုင်ဆိုင်ရဘူးဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်ဒီနေ့အင်ဘီရိုမှာအတွင်းမှုရူဘီယိုနဲ့စတိဝပ်ကော့ကိုတွေ့ဆုံပြီး ပြိပခါကိုနက်နက်ဆိုင်ဆိုင်ရှောင်ရှားဖို့သဘောတူညီချက်ဘယ်လိုယူရမလဲဆိုတာကိုဆွေးနွေးခဲ့ပါတယ်။တန်တမန်ရေးရဖြည့်ရှင်းချက်တခုရရှိဖို့လာမယ့်နှစ်ပတ်တွင်အခွင့်အလမ်းတခုရှိနေပါတယ်လို့ပြောခဲ့ပါတယ်။ဒီအချက်ပြင် Steve Wafko နဲ့အီရန်နိုင်ငံသားရေးဝန်ကြီးတို့ဟာမနေ့ကတည်းကပုံမှန်ဖုန်းပြောဆိုမှုတွေရှိနေတာကိုလည်းသိရပါတယ်။အစ္စရေးနဲ့အီရန်ကြားကစစ်ပွဲကြီးတခုလုံးစတင်ခဲ့ကြတဲ့ကပထမဆုံးဖုန်းခေါ်ဆိုမှုတွေပါပဲ။ အဲ့ဒီမတိုင်ခင်ကအမေရိကန်ကိုယ်စားလှယ်အဖွဲ့စတီဗ်ဝပ်ကိုဦးဆောင်တဲ့အဖွဲ့ဟာရက်60ကြာအီရန်ကိုယ်စားလှယ်အဖွဲ့နဲ့နျူကလ িয়ার သဘောတူညီချက်အတွက်ဆွေးနွေးခဲ့ပါတယ်။အကြီးဆုံးသဘောထားကွဲလွဲမှုကတော့ယူရေနီယံကျွဲဝရေးစက်ရုံတွေပဲဖြစ်ပါတယ်။အီရန်ကဒါရီကိုအရက်ပန်နျူကလ িয়ার ယူရေချက်အတွက်သုံးကျင်တာကြောင့်အီရန်မှာပဲထိမ့်သိမ်းထားကျင်ခဲ့ရပါတယ်။ဒါပေမဲ့အမေရိကန်ကတော့အီရန်မှာယူရေနီယံကျွဲဝရေးစက်ရုံရှိနေတာကိုမလိုချင်ပါဘူး။ဘာလို့လဲဆိုတော့မြောက်ကိုရီးယားကလည်း 1990ပြည့်လွန်နှစ်တွေကဒီလိုပဲလုပ်ခဲ့ပြီးအဲ့ဒီကနေနျူကလ িয়ার လက်နက်တွေရခဲ့တာပါသူတို့ကကျွန်တော်တို့ယူရေနီယံစက်ရုံတွေကိုအရက်ဘက်ယူရချက်အတွက်ထိမ့်သိမ်းထားကြမှာတယ်ဆိုတဲ့အကြောင်းပြချက်အတိုင်းပြောခဲ့ပေမဲ့နောက်ဆုံးမှာတော့နျူကလ িয়ার လက်နက်ရဖို့ယူရေနီယံကိုကြွယ်ဝအောင်လှုပ်ဆောင်နေခဲ့တာပါအမေရိကန်ကတော့အခုနှစ်ခါလှည့်ပြားခံရမှာမဟုတ်ပါဘူးဒါကြောင့်အမေရိကန်ကအီရန်ကိုကွဲပြားတဲ့ဖြေရှင်းနည်းတစ်ခုကမ်းလှမ်းနေပါတယ်အမေရိကန်အနေနဲ့ အီရန်ရဲ့အရက်ဘတ်နျူကလ িয়ার အစီအစဉ်ကိုဆန့်ကျင်တာမျိုးမရှိပါဘူး။ဒါပေမဲ့အမေရိကန်ကအီရန်အနေနဲ့ကျွဲဝါတဲ့ယူရေနီယံကိုတရုတ်လိုမျိုးတခြားနိုင်ငံတွေစီကနေဝယ်ယူဖို့အဆိုပြုနေတာပါ။တရုတ်ကအီရန်ရဲ့မဟာမိတ်ဖြစ်ပြီးအီရန်ကိုလက်နက်တွေအများကြီးပို့နေတာထင်ရှားပါတယ်။နေ့တိုင်းတရုတ်ကနေကုန်တယ်လင်းတစ်စင်းအီရန်ကိုဆင်းသက်နေပြီးဘာတွေပို့ဆောင်နေလဲဆိုတာကျွန်တော်တို့ခံမှန်းလို့မရပါဘူး။ဒါကြောင့်အမေရိကန်ကနျူကလ িয়ার သဘောတူညီချက်မှာရိုးရှင်းတဲ့အခြေအနေတစ်ခုကိုအဆိုပြုနေပါတယ်။ အီရန်နေနဲ့ယူရေနီယံကိုတခြားနိုင်ငံကနေဝယ်ယူပြီးနိုင်ငံတွင်းမှာယူရေနီယံကျွဲဝါရေးဆက်ယုံမထားရှိဖို့ပါပဲဒီအပေါ်မှာသဘောတူညီချက်ရဖို့မျှော်လင့်ပါတယ်တမ်မရာထရန်ကဒီနေ့နှစ်ပတ်အချိန်ပေးမယ်လို့ပြောထားတာမို့နှစ်ပတ်ကုန်မှာဘာရီဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါနောက်ဆုံးအနေနဲ့ဒီစစ်ပွဲရဲ့ပထမဆုံးညမှာအစ္စရေးကလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေရှိပါသေးတယ်အီရန်ရဲ့ထိပ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်၁၀ဦးသလုံးကိုဖယ်ရှားပစ်ခဲ့တာပါ သူတို့ဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုတိဆောက်ရမှာအဓိကကြတဲ့ပုံစံတွေပါ Operation Nania လို့အမည်ပေးထားတဲ့ Israel ရဲ့အီရန်ပေါ်ပထမဆုံးတိုက်ခိုက်မှုဟာပြီးခဲ့တဲ့ဘက်ကစတင်ခဲ့ပြီး Islamic တမရနိုင်ငံရဲ့ထိတ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်၁၀ဦးတွေက၉ဦးကိုတပြိုင်တည်းတပ်ဖြတ်ခဲ့တာကိုတွေ့ရပါတယ်နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုအသေးစိတ်ထုတ်ပြန်ဖို့တားမြစ်ထားတဲ့အထူးလက်နက်တစ်ခုကိုအသုံးပြုပြီးတပ်ဖြတ်ခဲ့တာပါ။၁၀ဦးမြောက်နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုတော့ ကိုဦးသိဆုံးပြီးမကြခင်မှာပဲတောက်ကြနေညဣသရေလရဲ့စစ်စင်ရေးရဲ့တစိုက်တစ်ပိုင်းဖြစ်တက်ဖြတ်ခဲ့ပါတယ်ဒီစစ်စင်ရေးမှာအီရန်ရဲ့ပယ်ထိန်တုံးကြီးအစီအစဉ်နဲ့နာတန်နျူကလ িয়ার ဆက်ယုံကိုတိုက်ခိုက်တာတွေအပြင် အစ္စလာမ်ရဲ့သမရနိုင်ငံရဲ့စစ်ဘက်ကောင်းဆောင်ပိုင်းကထိတ်တန်းအဖွဲ့ဝင်တွေကိုဖယ်ရှားပစ်တာတွေလည်းပါဝင်ပါတယ်ဣသရေလက IRGC အီရန်ဒေါ်လာရေးအဆောင်တက်ကောင်းဆောင်ပိုင်းကိုဘလို့စစ်စင်ရေးလုပ်ခဲ့တယ်ဆိုတာကျွန်တော်တို့သိပြီးသားပါသူတို့ဟာအရေးကြီးတယ်လို့ထင်ရတဲ့ဖုန်းခေါ်ဆိုမှု အတုတခုကိုဖန်တီးပြီးထိတ်တန်းအဖွဲ့ဝင်အားလုံးကိုလျှို့ဝှက်မြေအောက်ခံတပ်ဘန်ကာတခုစီခေါ်ခဲ့ပါတယ်။ပြီးရင်အစ္စရေးကအဲ့ဒီမြေအောက်ခံတိုက်ပုံကိုမြေအောက်ဘုံဖောက်ခွဲရေးဘုံတလုံးချပစ်လိုက်တာနဲ့လူအားလုံးသေဆုံးသွားခဲ့ပါတယ်။သိပ္ပံပညာရှင်တွေနဲ့ပတ်သက်ပြီးတော့သူတို့ဟာဒီ operation နာလီယာကိုလှုပ်ဆောင်ခဲ့တာပါ။နျူကလ িয়ার သိပ္ပံပညာရှင်အားလုံးကိုသူတို့အိတ်ရထဲမှာအိတ်နေတုံးတပ်ဖြတ်ခဲ့ပါတယ်။ Israel ကတပ်ဖြတ်မှုတွေကိုတပြိုင်တည်းထဲလှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် ပြစ်မှတ်ထားခံရသူတွေကိုကြိုတင်သတိပေးဖို့အချိန်မရခဲ့ပါဘူး။သိပ္ပံပညာရှင်တွေကတော့သူတို့အိမ်တွေမှာကဒီလိုပြစ်မှတ်ထားခံတာကနေလုံခြုံလိမ့်မယ်လို့ထင်ခဲ့ကြပုံရပါတယ်။ဘာလို့လဲဆိုတော့အရင်ကတပ်ဖြတ်ခံရဘူးတဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေဟာအလုတ်ကနေကားစီးသွားနေတုန်းတပ်ဖြတ်ခံခဲ့ရလို့ပါပဲ။အစ္စရေးကအီရန်နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုနှစ်ပေါင်းများစွာခြေရာခံခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဘက်ကတပ်ဖြတ်ခံရတဲ့10ဦးကိုတော့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းကလှုပ်ကြံတက်ဖြတ်ဖို့မှတ်သားထားခဲ့တာပါအဲ့ဒီတုန်းကအမေရိကန်မှာရွေးကောက်ပွဲကာလပါဒါကြောင့်ဒါကသမ္မတထရန့်တင်မြှောက်ခံရပြီးချင်းချင်းလှုပ်ဆောင်ခဲ့တာဖြစ်ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်အစ္စရေးထောင်လိုင်းရဲ့အရာရှိတွေကနျူကလ িয়ার သိပ္ပံပညာရှင်တွေကိုတက်ဖြတ်တာက Operation Narnia ရဲ့အရေးကြီးဆုံးအပိုင်းလို့ခံစားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့စစ်ပတ်ကောင်းဆောင်ပိုင်းနဲ့စစ်ပတ်တုံးပစ္စည်းတွေကပို့ပြီးအလွယ်တကူအစားထိုးနိုင်ပေမဲ့ နျူကလ িয়ার သိပ္ပံပညာရှင်တွေပိုင်ဆိုင်တဲ့အသိပညာကိုပြန်လည်ရရှိဖို့ကအချိန်အများကြီးပို့ကြလိမ့်မှာမို့လို့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ